တရားနာရအောင်တမိငယ်ဖြစ်တဲ့မယတိဘွင့်ကံရဲ့မွေးနေ့အထိမ်မဖြစ်ဖြစ်တန်ဃာတော်ရှင်မြတ်တို့အားဆွမ်းဆက်ကလူတန်းတဲ့ဘောဇနာဒါနာဆွမ်းလူကောင်းမှုကုသိုလ်ကိုပြုလုပ်ခြင်းဖြစ်တယ်ပေါ့ဤကုသိုလ်ကိုပြုခြင်းနဲ့ရသဘေယဟောကြားတဲ့မင်္ဂလာတုတ်တရားတွေကမင်္ဂလာတရားတစ်ပါးနာကြရအောင်မင်္ဂလာတရားကိုနာကြရင်ဖြင့်မိမိလည်းမင်္ဂလာရှိတာပေါ့ မင်္ဂလာတရားကိုနာကြားခြင်းပွားများခြင်းသည် နတ်တေရဲ့ချစ်ခင်နှစ်သမုတ်ကိုလည်းပဲခံယူရရှိနိုင်တယ်လို့အကျိုးတရားပြတာတည်းရှိတယ်။ဒါကြောင့်မို့လို့မိမိအသက်ရှိရာရှိကြောင်းကောင်းမှုကုသိုလ်တွေမိမိကလည်းပဲသူတို့ကိုအမြဲဝေမဲ့သူတို့ကလည်းမိမိကိုကျေးဇူးပြုမဆိုရင်မိမိလည်းကျေးဇူးရှိနတ်တေလည်းကျေးဇူးရှိကျန်တဲ့သတ္တဝါတွေအလုံးလည်းကျေးဇူးရှိတယ်လို့အဲ့ဒီလိုနှလုံးသွင်းပြီးတော့ဤကုသိုလ်ကိုပြုရမှာ ကဲလေ့ကြတဲ့မင်္ဂလာကမင်္ဂလာတော့မှာနောက်ဆုံးဂါထာဖြစ်တဲ့ဘုဒ္ဓတာလောကဓမ္မေဟိစေတံယတနာကံပတိဆိုတဲ့မင်္ဂလာပေါ့မင်္ဂလာရဲ့နာမည်ကတော့အရှိဆုံးပေါ့ဘုဒ္ဓတာလောကဓမ္မေဟိလောကဓမ္မေဟိလောကရံတရားတို့ ਨੇ တဲ့ဘုဒ္ဓတာထိတွေ့သောယတအကျင်ပုဂ္ဂိုလ်ဤစေတံစေတိနာကံပတိမတုံလုံးဧတံ ဤမတုံလုံသောစိတ်သည်တဲ့ဥတ္တမမြတ်သောမင်္ဂလာမင်္ဂလာမိဤဒီနေရာမှာနည်းနည်းလေးထိုးတာကလောကရတရား၈ပါးနဲ့တွေ့ကြုံပါလျက်နဲ့ပုဂ္ဂိုလ်တဦးရဲ့တဏ္ဍာမှာသူ့ရဲ့စိတ်ဟာမတုံလုံဘူးတဲ့ငြိမ်သက်တဲ့ပေါ့အဲ့ဒီငြိမ်သက်တဲ့စိတ်သည်မင်္ဂလာတဲ့ အဲ့ဒီစိတ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ပေါ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဒီမင်္ဂလာရှိသူဒီနေ့မှဒီနေ့မှစိတ်ကိုရောက်ောက်လောကရန်တရား၈ပါးနဲ့တွေ့ပါလျက်နဲ့မတုံလုံးတဲ့စိတ်အဲ့ဒီစိတ်ရှိတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်လဲဆိုတော့ဖရာနဲ့ယဟန္တာတဲ့လို့ပွင့်ဖရာယဟန္တာတွေမှမတုံလုံးတာတဲ့ကျန်တဲ့သူတွေတုံလုံးတယ်လို့ပြောတာပေါ့နော်ဒိဗေယ အဲ့ဒါလေးရရှိရမင်္ဂလာလေးနဲ့နည်းနည်းလေးပြန်ဆက်ကြည့်ရမှာပြီးခဲ့တဲ့မင်္ဂလာလေးမှာပြီးခဲ့တဲ့မင်္ဂလာကနိဗ္ဗာန်သစ္စကရိယာစနိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းသည်လို့အဲ့ဒါမှာခြင်းနဲ့လာတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းဒီမင်္ဂလာမြည်မျက်မှောက်ပြုရတဲ့သူဒီမင်္ဂလာရှိသူနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့သူကဘယ်သူတွေတုံးလို့ကြည့်လိုက်တော့သောတာပန်လည်းပြုနိုင်တယ်သဂရာကလည်းပြုနိုင်တယ်အနာဂံလည်းပြုနိုင်တယ်ယန္တာလည်းပြုနိုင်တယ်သူ၄ရောက်တော့ပြုနိုင်တယ် ဒါပဲမလို့ဒီနောက်ကလိုက်လာတဲ့ဖုဒ္ဓသာလောကဓမ္မဟိမင်္ဂလာကြတော့လောကရတရား၈ပါးနဲ့တွေ့ကြုံပါလျက်နဲ့စိတ်မတုံလို့တဲ့ပုဂ္ဂိုလ်ဆိုတော့ယဟန္တာတွေကောက်သွားတယ်ရှေ့ရတုံးရောမပါဘူးဒါဆိုလို့ရှိရင်သောတာပန်လည်းတုံလို့သေးတယ်ပေါ့တဂရကလည်းတုံလို့သေးတယ်အနာကလည်းတုံလို့သေးတယ်ပေါ့တုံလို့တယ်ပေါ့စိတ်လှုပ်ရှားတာကိုပြောတာပါစိတ်တုံလို့တော့ခေါ်တာပေါ့ မတို့ငငယ်တော့အနိဒိယအနဲ့ကလေးကျဲထားတာတကူရှိတယ်ဘူတော်မှာတွင်ပေါ်လွင်သောစိတ်ရှိသောဘူတော်အတွင်ပေါ်လွင်သောစိတ်ရှိတယ်လူတယောက်ရဲ့စိတ်ကဘူတော်လိုပေါ်လွင်တယ်ဆိုတာဘယ်လိုအားလို့ဆိုတော့ဘူတော်က ဘူတိအချောက်ကိုဘူတော်ခေါ်တာလေဘူတိအချောက်ကရေထဲချလိုက်ရင်လက်နှလုံးလောက်ရှိတဲ့ရေလည်းပေါ်တာပဲလက်သုံးလုံးလောက်ရှိတဲ့ရေလည်းပေါ်တယ်ဝါတပြန်တပြန်နဲ့တည်းရေချလဲသူပေါ်နေတာသူအဲ့ဒီလိုစိတ်မျိုးအဲ့ဒီလိုဘူတော်လိုပေါ်လွန်တဲ့စိတ်ရှိတယ်ကောင်းရင်လည်းကောင်းမမကောင်းရင်လည်းမကောင်းသလိုစိတ်ကိုမထိန်းတာပေါ့နော်မထိန်းနိုင်တာပေါ့အဲ့ဒီလိုပေါ်လွန်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုစိတ်အညာလာလို့တည်းထဲထားတာ ီနေရာမှာတော့ယဟန္တာလို့ပြောပေမယ်လို့စာပေမှာဘယ်လိုလုံးပြောတော့အတုတဝတ္တောတဲ့တရားဓမ္မနဲ့နာကြားမှုတဲ့ဘုသူတ္တမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာပိုးပြီးတော့တုန်လှုပ်တယ်တဲ့တရားဓမ္မနာကြားမှုတဲ့ဘုသူတ္တရှိတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ကတုန်လှုပ်မှုနည်းတယ်လို့အဲ့ဒီလိုလေးတော့ပြရတာပေါ့နော်အဲ့ဒါအဲ့ဒါပြရတာအပြရတာတော့အဲ့ဒီတုန်လှုပ်တယ်မတုန်လှုပ်ဘူးဆိုတာကိုအသာထားအောင်တော့ ဘုရောဘာသာတွေသိအောင်လောကဒံတရားကပြောမရတော့အဓိကဒီဒီမင်္ဂလာမှာအဓိကပြောရမယ့်ချက်ကမလောကဒံပေါ့လောကဓမ္မာကဓမ္မာကဓာအောက်ချက်ကိုသိသိတင်ရေးရတယ်ဓံကဓမ္မကလာတာပေါ့ဓမ္မကိုဓံလို့မြန်မာစကားပြန်လိုက်တယ်ကံမကိုကံလို့မြန်မာစကားပြန်တယ်လို့ပဲအတူတူပဲကံကာယသိသိတင်လို့ရှိရင်ကံမပဲလေကံမကံမကိုကံလို့ပြန်တယ်ဒီမှာလည်းပဲဓမ္မ တိတိတန်လဲလို့ချင်းဒံလို့ပြဘာလို့အဲ့လိုပြောရတာလဲဆိုတော့ဓာတွေးကို나ကြီးသတ်တဲ့ဒံရှိသေးတယ်အဲ့ဒီဒံကြတော့ဟိုဒံပေးတယ်ဆိုတဲ့ဟာမျိုးထိခိုက်ဒံရရတယ်ဆိုတဲ့ဒံမျိုးကိုသုံးတာဟိုဓာတွေးကဒီကမဟုတ်ဘူးဓာအောင်ချက်တိတိတင်တဲ့ဒံလောကဓမ္မလို့ခေါ်တယ်တဲ့ဘာလို့လောကဓမ္မလို့ခေါ်တာတော့လောကလူသားတွေအလုံးရဲ့တဏ္ဍာမှာဖြစ်တတ်တဲ့သဘောမျိုးလို့ လောကဓမ္မလို့ခေါ်တာလူသားမိုင်အဲ့ဒီတရားဖြစ်တယ်ဘယ်သူမှဆိုဖြစ်တယ်နော်ဘယ်သူမှသူဖြစ်တယ်အဲ့တော့အဲ့ဒီလောကဓာဆိုတာဘယ်သူဘာတွေတုံးလို့ဆိုရင်ဒါရတိမှာပါအများဆိုနော်လာဘောအလာဘောရာခြင်းမရာခြင်းပေါ့ရာသောအရာသောအချွေရံမရာခြင်းအချွေရံမရှိခြင်းပေါ့အချွေရံဆိုတာပေါင်းတဲ့မိတ်ဆွေပေါ့ပြောတာနော်မိတ်ဆွေပေါင်းတဲ့မိတ်ဆွေရှိတဲ့သူရှိတယ်မရှိတဲ့သူမရှိဘူးပေါ့ နေနာမတနာနေနာဆိုတာကကဲ့ရတာပတ္တန်တာဆိုတာကချီးမွမ်းတာချီးမွမ်းခြင်းကဲ့ရခြင်းနောက်ဒုက္ခဒုက္ခဆင်းချမ်းသာခြင်းနဲ့ဆင်းရဲခြင်းဆိုတော့အတွဲလိုက်လေးလားဒီလေးကိုရှင်းပါဒီရှင်းပါတရားကလူသားတွေအားလုံးမှာဖြစ်တတ်တဲ့သဘောရှိတယ်ဖြစ်တတ်တဲ့သဘောရှိတဲ့သူကလောကဓမ္မလို့ခေါ်တယ် အဲ့တော့သူပြောကြတာကဘာပြောတာလဲဆိုလောကဓမ္မလောကဆိုတာကလူသားတွေကိုပြောတာဓမ္မဆိုတာကတရားလူသားတွေရှိနေတယ်အဲ့ဒီတရားရှိနေမပြောင်းဘူးသူကဒီတရားမပြောင်းဘူးဖရာယဟန္တာမှာလည်းပဲလောကရန်တရားမရှိဘူးလို့မဟုတ်ဘူးတွေ့လားလောကရန်တရားကြောင့်မတုံလုံဘူးလို့ပဲဟောတာနော်လောကရန်ကတော့ဖြစ်တယ်ဖရာလည်းလောကရန်တရားခံရတယ်ယဟန္တာလည်းခံရတယ်ဒါမျိုးလို့သူကမတုံလုံဘူးအဲငါတို့ကျန်တဲ့ပုဂ္ဂိုလ်ကတုံလုံတယ် အဲ့ဒီလိုဒါကြောင့်မို့လို့လောကရန်တရားဆိုတာကလူတိုင်းလူတိုင်းကြုံရတဲ့တရားတဲ့အဲ့ဒါကိုလောကဓမ္မလို့ခေါ်တယ်အဲ့ဒီမှာထူးဆန်းတဲ့အချက်ကလေးကိုပြောပြမလို့လာဘောအလာဘောအဲ့အတွဲတစ်ခုကိုကြည့်လိုက်လာဘောကရခြင်းအလာဘောကမရခြင်းကိုလိုချင်တာရတာရှိတယ်ကိုလိုချင်တာမရတာရှိတယ်ကိုဖြစ်ချင်တာဖြစ်တာရှိတယ်ကိုဖြစ်ချင်တာမဖြစ်တာရှိတယ်ဒါလူတိုင်းမှာဖြစ်တတ်တယ် ဲ့ဒီနှစ်ခုကဘာလို့တွဲရတာတုံးဆိုရင်တစ်ခုကိုထောက်ပြီးတော့မှတစ်ခုဖြစ်လို့တဲ့ဟောစားလို့ပြောတာနော်လာဘောဆိုတာကအလာဘောကိုထောက်ပြီးတော့မှလာဘောရှိရလာဘောကိုထောက်ပြီးမှအလာဘောကိုရှိတယ်မရခြင်းတရားရှိလို့သာလေရခြင်းတရားရှိတာလေရခြင်းတရားရှိလို့သာလေမရခြင်းတရားရှိတာဒီနှစ်ခုကထုတ်လို့မရဘူးတစ်ခုထောက်ပြီးတော့တစ်ခုဖြစ်တာတဲ့ဒါလာဘောကလာဘောနိဗ္ဗာန်တန်ကိုကြည့်လိုက်ရင်တော့ပိုထင်ရှားပါတယ် နေနာကကဲရတာပတ္တန်သာချီမောနာချီမောနာကိုထောက်ပြီးရင်ကဲရတယ်ကဲရတာကိုထောက်ပြီးလို့ရှိရင်ချီမောနာလို့အဲ့ဒီနှစ်ခုကရှိတယ်အဲ့တော့ဘာလို့အဲ့ဒါလို့ဖြစ်ရတာတုံးပြန်ကြည့်လိုက်ပြန်ကြည့်လိုက်လို့ရှိရင်ဒီတရားကိုနည်းနည်းလေးစဉ်းစားကြည့်ရမယ်ဒီလောကရန်တရားကဖះမှာလည်းဖြစ်တယ်ယဟန္တာမှာလည်းဖြစ်တယ်လို့ပြောလို့ရှိရင်ဒီတရားဟာပယ်တတ်လို့မရတဲ့တရားပယ်လို့မရဘူး ရဟန္တာဒီမှာကိလေသာအကုသိုလ်ပဲလေနော်အကုသိုလ်ပဲဆိုအကုသိုလ်မဖြစ်ဘူးလေလောကရန်ကြမရလောကရန်သူတို့မပယ်နိုင်ဘူးလောကရန်ကပယ်ရမယ့်တရားမဟုတ်ပယ်တတ်လို့မရတဲ့တရားလို့ပြောတယ်နော်ပယ်လို့မရဘူးဘာလို့လဲဆိုတော့ကိုကနေဖြစ်တာမှမဟုတ်ဘူးသူများဖြစ်တာသူများနေဖြစ်တယ်တရားကိုကသွားပယ်လို့မရဘူးလေမင်းချိမောင်းနေကြရတော့ဘေးလူကချိမောင်းကြရတယ်မင်းကဘယ်လိုလုပ်ပယ်မလာရည်ဟုတ်ချိမောင်းတဲ့ကောင်လည်းမချိမောင်းလည်းပြောလို့ရမှာမဟုတ်လေကဲတဲ့ကောင်လည်းမကဲရမှာပြောလို့ရမှာမဟုတ်လေ तू ကတော့ပြောမှာပဲလေ တော့အဲ့ဒါဆိုပယ်ရမယ့်တရားမဟုတ်ဘူး။ဒါကြောင့်မို့လောကတန်တရားဆိုတာပယ်သရမယ့်တရားမဟုတ်ဘူး။သူဖြစ်တတ်တဲ့သဘောဖြစ်တတ်တဲ့သဘောတရားကိုပြောတာတဲ့။အဲ့တော့ဖြစ်လာလို့ရှိရင်ကိုယ့်ဘက်ကခံရမှာကအဲ့လိုခေါ်လာလို့မတုံလို့အောင်စိတ်ကိုထိရမယ်တဲ့ဒါလိုပြောတာနော် မတုံလို့အောင်စိတ်ကိုထိရမယ်ရလို့လည်းပဲသိပြီးတော့ပေါ်ပေါ်လွန်လွန်ကြီးမဖြစ်စေနဲ့ပေါ့နော်မရလို့လည်းပဲပေါ်ပေါ်လွန်လွန်ကြီးမဖြစ်စေနဲ့ ရှိမွန်းလို့လည်းပဲပေါ်ပေါ်လုံးလုံးကြီးမဖြစ်စေနဲ့ကဲ့ရဲ့လို့လည်းပဲပေါ်ပေါ်လုံးလုံးကြီးမဖြစ်စေနဲ့အတားလေးစိတ်ကိုနိုင်အောင်ထိန်းထားရမယ်အဲ့လိုထိန်းနိုင်လို့ရှိရင်ဒါဒီမင်္ဂလာနဲ့ပြည့်စုံတယ်လို့ခေါ်တာပါပဲเนาะဟိုမဖြစ်နိုင်ဘူးတော့မဘုရားဟောထားတာကိုထောက်ရင်တော့ဒါကဟိုဘုရားယဟန္တာတွေမတုံ့လို့ဘူးဆိုတော့ဘုရားယဟန္တာမှသာဒီမင်္ဂလာကဖြစ်မှာလားလို့ပြောမှဆိုလို့မဟုတ်ဘူးကျန်မင်းတို့ငါတို့လည်းဖြစ်နိုင်တယ်ဒီမင်္ဂလာကဟိုကိုယ်ကထိန်းနိုင်ဖို့ပဲရည်ရည်တာပဲလေ မဖြစ်အောင်ထိန်းထားနိုင်လို့ရှိရင်ဒီမင်္ဂလာဖြစ်တာပေါ့လောကဓာတ်နဲ့ကျုံးလာလည်းပဲစိတ်မတုံလို့အောင်စိတ်ကိုထိန်းထားမှာပေါ့အဲ့လိုထိန်းနိုင်ရင်ထိန်းနိုင်တဲ့အဆင့်တိုင်းမင်္ဂလာအဆင့်ပေါ့ဖရာရဟန္တာအဆင့်မရောက်တော့မကိုအဆင့်တကူတော့တော့ရနိုင်တဲ့တရားလို့အဲ့ဒီလိုတွေ့ရမှာဒီတရားလေးကသူကတော်တော်လေးတော့ကောင်းတယ်လို့ပြောရမှာပေါ့နော်ရတာကိုထောက်ပြီးတော့မှမရတာကိုဖြစ်တယ်ဆိုတာကိုကြည့်မလို့ပါစိတ်ကိုကြည့်လေတခုခု ဥပမာကားလိုချင်တယ်လို့နော်ကားရဒါရတာနော်ရလာလို့ဘာဖြစ်တုံးဆိုတော့ဟောငါကားတော့ရပြီကားဘယ်နှန်းထားမလို့ကားထားတဲ့နေရာမရှိဘူးဒါရန်ကုန်ကလူတွေမှခက်တယ်မန္တလေးကသိမှကိုတည်သေးဘူးရန်ကုန်လူတွေလာကားဝယ်ပြီးတော့ကားဘယ်နှန်းထားမှမသိဖြစ်တယ်ဒါရတာရှိပြီလို့ရှိရင်နောက်ကမရတာလိုက်လာတဲ့သဘောကိုပြောတာနော် ရတာလောက်ရှိပြီနော်ရတာယူတော့ကမရတာချက်ချင်းကတ်လိုက်လာတို့လည်းဘူးနော်ကားရလာတဲ့နေ့ပြင်းနဲ့ငါကားထားပြရလိုးလာဟောမရတာဖြစ်လာနော်နာကဒီကားအတွက်စီထဲဖို့လိုးလာဟုတ်လားရတာကနေဒီလိုမှရတာကတ်ပါလာတာနော်ဒီလိုသဘောရှိတယ်ဩရတဲ့သဘောရှိလို့ရှိရင်ရတဲ့သဘောနဲ့ကတ်ပြီးတော့မရတဲ့သဘောနောက်ကကတ်ပါလာတော့ခွာလို့မရချက်ချင်းခွာကတ်ပါပါ အဲ့ဒီလိုရှိတယ်အဲအဲ့ဒါကိုသိမှရတဲ့သဘောမရတဲ့သဘောဆိုတာကအဲ့ဒီလိုသိတာအဲ့ဒါလိုချီးမွမ်းတာနဲ့ကြည့်ရတာလည်းပဲအဲ့ဒီတိုင်းပဲချီးမွမ်းတာနဲ့ကြည့်ရတာကလူရဲ့သဘောရကြိုက်တဲ့သူကချီးမွမ်းပြီးတော့မကြိုက်တဲ့သူကကြည့်ရတာဖြစ်တော့လူတွေရဲ့စိတ်ဓာတ်ကလည်းပဲအကြိုက်ကအမျိုးမျိုးရှိတာ အမျိုးမျိုးရှိတဲ့အတွက်ဓာကြီးကိုတွားပြီးတော့ကိုကအလေးကလေးမပြုတ်နဲ့လို့ပြောတာနော်ချီမွန်းလို့လည်းကဲမပြုတ်လေးကလေးနဲ့ကဲရလို့လည်းမပြုတ်နဲ့ချီမွန်းတာကသူကကြဲလို့သူကြဲလိုက်သူကြဲလို့ချီမွန်းတာလေကိုကတွားပြီးတော့လေးကလေးမပြုတ်နဲ့ကဲရတာလည်းသူကမကြဲလို့ကဲရတာလေသူမကြဲတာကြီးကိုတွားပြီးတော့ကိုကလေးကလေးမပြုတ်နဲ့အဲအဲ့ဒါကိုလောကဓာတ်ကိုခံနိုင်တယ်လို့ခေါ်တာပေါ့နော်အဲ့ဒါနှစ်ပတ်သပြီးတော့အင်္ဂလိပ်ပုံမြင်လေးတစ်ခုရှိတယ်တော်တော်လေးသဘောကျငါကောင်းလို့အဲ့ဒါလေးကိုတစ်ခါဖတ်ပြီးကြည့်ရမှတ်တာလေငယ်ငယ်လေးဖတ်ခဲ့တာပေါ့နော် တာဖမေယောကအိမ်မှာမြင်းစီသူတို့တို့တို့အင်္ဂလိပ်တွေဆိုတော့မြင်းစီရတာကိုပေါ့မြင်းစီဖို့မြင်းမရှိလို့မြင်းသွားဝင်ကြတာဝယ်တော့သူတို့လိုချင်တဲ့မြင်းကသူတို့ယွာမှာမချီဘူးသူတို့ယွာနဲ့တဝိုက်မှာဟိုးခလန်းလန်းယွာ၄၅ယွာလောက်ချားတဲ့ယွာမှာတွားတွေ့သူတို့ကြိုက်တဲ့မြင်းပေါ့လေတွေ့တာနဲ့မြင်းကိုဝယ်တာဖမေယောဝယ်လာကြတာ ဝဲပြီးတော့မြင်းလေးကိုဆွဲပြီးတော့အိမ်ပြန်ကြတာဗောလေမြင်းလေးကိုမသားလည်းမစီဘူးဖေးလည်းမစီဘူးရှိရနေဆွဲပြီးတော့ယူလာကြတာယူလာလို့အဲ့ဒီရွာတရွာဖြတ်တဲ့ခါကျရွာလူတွေကကြည့်ဩဒီလူနှစ်ယောက်နေတော့တဲ့မြင်းကြီးဝဲလာပြီးတော့စီလည်းမစီကြဘူးဆွဲလာကြတာကဲရတယ်အော်မြင်းဆိုတာစီးဖို့ဝယ်တာစီးဖို့ဝယ်တယ်မြင်းမစီးဘဲနဲ့ဒီတဲနဲ့ကြီးပင်မခါပြီးရှိရနေဆွဲပြီးရှောက်လာကြတာအဲ့ဒီလိုပြောတာလေ အဲ့ဒီကဲ့ရဲ့တဲ့သာကကိုဖေလုတ်တဲ့သူကကြားတော့ငါပါသူတို့ပြောတာလည်းဟုတ်တယ်ကွာလာဘာလို့ဆိုတော့သူကမြင်းငါတို့စီးဖို့ဝင်လာတာမစီးဘဲနဲ့ငါတို့ဒီတန်းတန်းဆွဲလာရင်ငါတို့ကညံ့ကြတယ်အဲ့ဘက်နဲ့လုတ်ပါလားအဲ့လိုလို့ဆိုကြငါသားမင်းတက်စီငါအဖေရဆွဲမယ်ဆိုပြီးတော့တားကိုတက်စီခိုင်းပြီးတော့ဖေရရှိအဆွဲပြီးတော့သွားကြနောက်တရွာရောက်တဲ့အခါကျတော့ရွာလူရဲ့ကြည့်ပြီးတော့ဟောတော်ကလေးက အပေါ်အမြင်ပေါ်တက်စီပြီလူကြီးကျတော့အောက်ကဆင်းလျှောက်ခိုင်းတာအကောင်လေးနဲ့တော့ရိုင်းလိုက်တာလို့ဝိုင်းကဲ့ပြန်ရောတဲ့ကဲ့ရတဲ့အခါကျတော့တားပြောတာအဖေသူတို့ပြောတာလည်းဟုတ်တယ်ရာကျောက်ကမြင်ပေါ်တက်စီခမရအောက်ကကျောက်တဲ့ခါကျကျောက်ကလူကြီးမယိုသေးရကျောက်တယ်အဲ့လိုပဲလုပ်အဲ့လိုဆိုဖေးတက်စီကျောက်ကအောက်ကရှောင်းဆွဲမယ်ဆိုပြီးတော့ဖေးကိုတက်စီခိုင်းတာလေတက်စီခိုင်းပြီးတော့တားအောက်ကနေဆွဲတာပေါ့ နောက်တရားဖြတ်တဲ့ကကြလူတွေကကြည့်ပြီးဟောတော်လူကြီးနဲ့သူကကြတော့မြင်းမော်စိန်နဲ့စီးပြီးကလေးကြအောက်ကရှောက်ခိုင်းတာကြည့်သမောတော်မတွညာလိုက်ဘူးကလေးကိုကဲရပြန်ဟောတယ်ကဲရတော့ဖေရပြောတယ်မသာဟုတ်တယ်ကွာသူတို့ပြောတာလည်းမှန်တယ်ကွာမင်းငါတက်စီမင်းအောက်ကရှောက်တော့ငါကလေးမညာရောက်တယ်လို့အဲ့ဒါလည်းလုံးပါတော့အေးတို့ဆွဲတော့မှလည်းပဲဆွဲလို့ဆိုပြီးတော့ကဲရတာကွာလည်း kun desi ya la alu do ka dun ne o do desi ma gwa zo bi lo la ba ne ya do pe yo da ho desi desi bi zo ya lo yo de ya pya do yo ya lo ji ho do mi le ma ma tana u do ni yo ji desi ya la do ne ke ya la ni ke ye lo yi nga ba ho de gwa do lu ke ya la ho de do do mi ma nya ya yau de ni yo ji desi do pa ne lo ma pa ne lo lo ju sha bi lo mi chi lo la ka ju ne do bi wa lo ne su tha au gwa lo yo da ba ne ya wa ဒါလည်းမြင်းကြီးကိုဝလုံးနဲ့ရှိုးပြီးတော့ဟောဆွဲရင်လည်းကဲရမှာဆိုတော့ကဲရလော့အောင်ဆိုပြီးတော့မြင်းကြီးရှိုးပြီးတော့ဝလုံးနဲ့ထမ်းပြီးတော့သွားတော့ဘေးကနောက်တစ်ခါပြတော့ရွာလူတွေကသူတို့ကြည့်ပြီးတော့အယူလို့ထင်ပြီးဝိုင်းရီကြတာတဲ့ဒီမုံပြင်းလေးကဟိုဘလို့မှမလွတ်ဘူးဆိုတဲ့သဘောပြောပြလောကရာရှောင်လို့မရနော်အသိကောင်းတာဒီပုံပြင်းလေးငါတော့အကြလို့ဟောလောကရာဆိုတာဒီသဘောပဲလို့သူကရှောင်လို့မရ ကိုယ်အခန္ဓာယရှိဖို့ပဲရည်ကြီးတယ်ပေါ့နော်ခန္ဓာယရှိရင်ဒါကိုမင်္ဂလာရှိတယ်ယူဆရမှာပေါ့နော်ကဲလို့အဲ့ဒီမင်္ဂလာနေနဲ့ပဲယူပြချောင်း